ဒီကရ ेंजर ရဲ့နဲ့ပွတ်တိုက်မှုတွေဖြစ်လာကြတဲ့ကိုကိုင်ကြကိုကိုင်ကြအပိုင်ငါရဲ့အစမှာမရှင်ကိုအောင်အမြင်မြင်လှုံ့ဆော်ခဲ့ကြတဲ့အဖွဲ့သားတွေအားလုံးဟာသူတို့ရဲ့ကိုပိုင်အားလက်ချိန်တွေကိုအပြေးအဝအနိုင်ယူနေကြပါတယ်။တချို့ကတော့အရသာရှိရဲ့အစားတောက်တွေကိုလှုံ့ဆော်နေကြသလိုထုံးစံအတိုင်းဂျိုးလိုလူမျိုးကတော့လေ့ကျင့်ခန်းတွေကိုပဲဖိလုပ်နေတာပေါ့ဗျာ။ဒီချိန်သတင်းစာဖတ်နေတဲ့လူကဟာသူတို့ရဲ့စူဂျီတွေတိုးလာကြအောင်သူ့အဖွဲ့ကိုတရေပေးလိုက်ပါတယ်။အရင်ကစူဂျီသိန်း30ရှိရာကနေအခုဆိုသိန်း80နာကတ်သွားပြီဖြစ်ပြီးတစ်ဖွဲ့လုံးကလည်းအအောင်ကုန်ကြပါတယ်။ အဲ့ဒီနောက်ငှက်လို့ခေါ်ရင်မကြိုက်တဲ့ဆဲုံငှက်ကလေးကိုသူတို့ကိုလမ်းကြောင်းပြဖို့အတွက်တောင်းဆိုလိုက်ပါတယ်ငှက်ကလေးကလည်းသူတို့ဟာကဘာပေါ်ကိုရောက်နေတဲ့အတွက်ရတနာရီရှာဖို့အတွက်ရဲတပ်ဖက်စီကိုသွားမိတဲ့အကြောင်းစီထုတ်လိုက်ပါတယ်ကတ်ဆိုးတာကဒါအဟုတ်ထင်ပြီးတစ်ဖွဲ့လုံးရဲစခန်းကိုရောက်လာခဲ့တာပါ ထုံးစံအတိုင်းကပ္ပရင်းမာဗီလက်ဟာစကန်နဲ့ကိုခက်တီတီနဲ့ဝင်သွားခဲ့ပြီးအထက်ရောက်တော့တိုက်တိုက်ဆင်ဆင်အာဂါတာရဲတပ်ဖွဲ့ဒီကာရိန်ဂျာရဲ့နဲ့တို့ပြီးလက်ထိတ်ခတ်တာကိုခံလိုက်ရပါတယ် Thank you အဲ့ဒီနောက်ဒါဟာဓမြမှုအတွက်ဖမ်းတာဖြစ်ကြောင်းပြောရင်အားလုံးကတနက်နဲ့ဝိုင်းချိန်ထားပြီးပါပြီဒီကာရိန်ဂျာတွေဟာသူ့ကိုဖမ်းပြီးဇန်ကက်ဒီစီကစွန့်ငွေထုံးယူမလို့လားဆိုပြီးမာဗီလက်ကမေးလိုက်ပေမဲ့ဒီကာရိန်ဂျာကမမကတော့ဇန်ကက်ဒီနဲ့တွဲလို့စရာဘာအကြောင်းမှမရှိဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မာဗီလက်အနောက်ကဂျန်တဲ့အဖွဲ့သားတွေကိုလမ်းကြည့်လိုက်ပြီးသူတို့ကအဖမ်းခံမှုပြောလိုက်ပါတယ်ကပ္ပတိန်အဖမ်းခံတာကလို့မကြည်မနဲ့ဖြစ်နေကြတဲ့ခူကန်ဂျာ ားဖွဲ့ဝင်တွေလည်းချက်ချင်းပဲတိစရှိရှိနောက်လည်ပြန်ပြေးပါဗျ။ ဒီချိန်လက်ထိတ်အခက်ခံထားရတဲ့ကပတိန်ကလည်းရုတ်တရက်ဒီကာရေဂျာမမလေးကိုတက်ခိုက်လိုက်တာကြောင့်စကန်တစ်ခုလုံးလည်းအကုန်ဝူးရှိွားဖြစ်လာခဲ့ပါတယ်။အာကာသတခွန်ပတ်ဖြဲလာတဲ့ကပတိန်လည်းကဘာကဘိုက်ပူရဲရင်နဲ့တွေ့မှအရှုံးမခံနိုင်မှုဆိုပြီး၅ရက်တရက်တီးထုတ်လိုက်ပါတော့တယ်။အဲ့ဒီနောက်ကပတိန်ဟာမချပဲပင်းများနေတဲ့ဒီကာရေဂျာမမလေးကိုနောက်မှတွေ့မယ်လို့နှုတ်ဆက်လိုက်ပြီးပြစ်ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့ကြာကြာမပြေးနိုင်မဲ့တနည်းအားရောက်မှာတော့ဒီကာရေဂျာရဲ့ခွေးစရာကြီးခရူဂါနဲ့တွေ့တူပါတယ်။ကပတိန်ကလည်းအနုဗေဂျူကလာတဲ့ခရူဂါကိုစိုက်ကြည့်လိုက်ပြီးတိတ်လာတဲ့ခွေးနှုတ်သီးတွေကိုချီးကျူးနေပါတယ်။ခရူဂါကလည်း မြတကောင်ရဲ့ချီးကျူးမှုကိုသူ့လေထဲမှာမြောက်သွားမှာမဟုတ်ကြောင်းပြန်ပြောလိုက်ပါတယ်။အဲ့ဒီတော့နှစ်ယောက်သားတက်ခိုက်လိုက်ကြပြီမဲ့မာဗီလက်ဟာလက်ထိတ်နဲ့ဖြစ်တာကြောင့်ခရူကောင်မနိုင်ခဲ့ပါဘူး။ခရူကဟာမာဗီလက်ရဲ့ပစ္စည်းကိုတင်းစီလိုက်ပြီးစီစီအကန်နဲ့ခေါ်သွားမှဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒီအချိန်အခြေခံနေကြားလိုက်ရလို့လှည့်ကြည့်လိုက်တဲ့အခါဇန်ကီရဲ့တပွဲဟာဂူရောင်ထဲဝင်လာတာကိုတွေ့လိုက်ရပါတယ်။နှစ်ယောက်စလုံးအစွန်းထွက်ကြပြီမဲ့မာဗီလက်ဟာလက်ထိတ်ခတ်ထားရတဲ့အပြင်လူရင်အားကလည်းတိတ်ကွာနေတာကြောင့်သူတို့လည်းဂျောင်းတနည်းအားကိုဝင်ပေါ်လိုက်ပါတယ်။ဒီလိုနဲ့ဇန်ကီရဲ့တီဟာအစင်းမြုံကြီးတချို့ကိုဆင့်ခေါ်လိုက်ပြီးအကာသာထဲမှာကဘာဟောကမြို့ကြီးတွေကိုဖျက်ဆီးဖို့အတွက်ဆန္ဒ ပြင်းပြနေတဲ့သူတွေရှိနေခဲ့ပါတယ်။ဒီလိုအဆင့်မြင့်ဒုံးကြီးတွေဟာငွေတွေအများကြီးကုန်တာကြောင့်မအောင်မြင်ခဲ့ရင်ခွန်းမလင့်ကြောင့်အဆင့်အောင်မမကပြောလိုက်တာကြောင့်နှစ်နာရီအတွင်းမှာကပောက်ဖြက်စီးမှဖြစ်ကြောင်းပြင်ဖြစ်လိုက်ရပါတယ်။ဒီချိန်ဂရောင်နဲ့ခရိုကာဟာသူ့ရဲ့အဆင့်မြင့်ဆက်ကနေတစဉ်ဇန်ကက်တရဲ့လိုအပ်ကိုတရီထားမိသွားပြီမဲ့ ချက်ချင်းပဲဇန်ကက်တီကပုံနေတဲ့သူတို့နှစ်ယောက်ကိုရှာတွေ့သွားခဲ့ပါတယ်။ခရူကလည်းခက်တီတီနဲ့ထွက်လာရင်ဂျိုးတွေကိုဖျက်ဆီးမှုနဲ့ဖမ်းမယ်ဆိုပြီးတစ်ဖက်ကဇန်ကက်တီရဲ့အဖွဲခွဲကောင်းဆောင်ဘရန်ဒိုကိုဖျက်လိုက်ပါတယ်။ဘရန်ဒိုကလည်းခီသူမဟုတ်တာကြောင့်တနေ့နဲ့ထပစ်လိုက်ပြီးအစွမ်းရှိရင်ဖမ်းလိုက်ဆိုပြီးလေတက်လိုက်ပါတယ်။တစ်ဖက်မှာမာဗီလက်ကိုဖုံးဆက်လို့မရတာကြောင့်အဖွဲသားတွေအားလုံးလည်းစိတ်ပူနေကြပြီးမာဗီလက်ရှိတဲ့နေရာကိုရှာဖို့အတွက်ဟာဂါဆဲကိုတောင်းဝေးပေးလိုက်ပါတယ်။လက်ထိတ်နဲ့မာဗီလက်ကတော့တိုက်ပွဲအလင်မှာတော်တော်ဒုက္ခရောက်နေပြီးသတိတစ်ချက်အလစ်မှာမာဗီလက်ဟာဘရန်ဒိုရဲ့တနေ့စာကိုမိသွားခဲ့ပါတယ်။ဒဏ်ရာကြောင့်လက်ကျ က်သွားတဲ့မာဗီလက်ကိုဘရန်ဒိုကတပ်ပစ်ဖို့အလို့ခရူဂါကဝင်ခဲ့သွားလို့အသက်ချမ်းသာရသွားခဲ့ပါတယ်။အဲ့ဒီနောက်မာဗီလက်နဲ့ခရူဂါနှစ်ယောက်စလုံးကအခွင့်ကောင်းယူပြီးထွက်ပြေးသွားလိုက်ကြပါတယ်။မာဗီလက်ဟာတိုက်ပွဲကြားမှာလက်ထိတ်ခက်ခဲရတာကြောင့်တေဂါနီဖြစ်ခဲ့ကြောင်းနဲ့ဒုံကြီးကိစ္စကိုကူညီတားဆီးဖို့အတွက်သူ့ကိုလက်ထိတ်ဖြုတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့ခွေးကြီးခရူဂါကတော့ ။ဓမြကောင်တွေကိုယုံကြည်မှုမရှိကြောင်းနဲ့ထပ်ပြင်းရင်လည်းရေဆုံးမြေဆုံးလိုက်မယ်ဆိုပြီးဒုံကြီးတွေကိုတားဆီးဖို့တယောက်ထိပ်ပြတ်ထွက်သွားပါတယ်။တယောက်ထိပ်ကြောင်တောင်ကြံခဲ့တဲ့မာဗီလက်ဟာလည်းကျမ်းပြင်ပေါ်ကသွေးဆက်တွေကိုတရီထားမိသွားပြီးခုနကတိုက်ပွဲအတွင်းခွေးကြီးခရိုကဒဏ်ရာသွားခဲ့တာကိုမှတ်မိသွားပါတယ်။အဲ့ဒီနောက်မာဗီလက်ကိုလိုက်ရှာနေတဲ့ခေါကာကြအဖွဲ့ဝင်တွေဟာလမ်းမှာဇန်ကေအုတ်တွေနဲ့တွေ့တာကြောင့်တိုက်ပွဲဖြစ်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းဘရန်ဒိုစီရောက်လာခဲ့တဲ့ခွေးကြီးဟာရောက်ရောက်ချင်းအကျိတ်ခံလိုက်ရပြီးမဲ့ကပတင်ရောက်လာပြီးလာခဲ့သွားလို့ကန်ကောင်းသွားပါတယ်။အပြင်ကတိုက်ပွဲမှာတော့ဂျိုးရိုအဖွဲ့ဟာဇန်ကေအုတ်တွေကိုပယ်ပယ်နေနေတီးနေ ေပြီးနောက်ဆုံးမှာတော့အနိုင်ယူနိုင်သွားခဲ့ပါတယ်ဒီအချိန်ခွေးကြီးနဲ့ကပတိန်တို့ဟာငြင်းငြိမ်းရသွားကြပြီးဇန်ကီအပါဝဲအာဂါသာရဲတပ်ဖွဲ့ကပါလိုက်ဖမ်းတာခံနေရတဲ့မာဗီလက်ကိုထွက်ပြေးဖို့အတွက်ခွေးကြီးကရူကာကတိုက်တွန်းလိုက်ပါတယ်ဒါပေမဲ့ခေါင်းမာတဲ့ကပတိန်မာဗီလက်ကတော့သူတို့ရဲ့ဂုံတိတ်ခါအတွက်ထွက်ပြေးမှာမဟုတ်ကြောင်းနဲ့စကြဝဠာတစ်ခုလုံးဟာသူတို့ရဲ့ရန်သူဖြစ်နေတဲ့တောင်နောက်ဆုံးမတဲ့ရင်ဆိုင်သွားမှာလို့ပြန်ပြောလိုက်ပါတယ်မာဗီလက်ရဲ့စကားတွေကြောင့်လေးစားမိသွားတဲ့ခွေးကြီးကရူကာဟာနောက်ဆုံးမှာလက်ရိတ်ကိုဖြုတ်ပေးလိုက်ပြီးဖြစ်ပါတယ် ဒီချိန်ဒုံးကြီးတွေပြစ်ဖို့အတွက်အချိန်10မိနစ်ပဲကြံတော့တာဖြစ်ပြီးဇန်ကီယက်ဟာသူတို့ရဲ့အကြံစီအောင်မြင်တော့မယ်ဆိုပြီးပြောနေတော့မာဗီလက်ရောက်ချလာပါတယ်။မာဗီလက်ဟာ10မိနစ်အတွင်းမှာဒုံးကြီးတွေကိုရောင်းတားဆီးမှဖြစ်ကြောင်းပြောရင်အနည်းအောင်ကိုကန်ကြအဖြစ်အသွင်ပြောင်းကအကြောင်းရင်းမရှိတိုက်ခိုက်လိုက်ပါတယ်။ကျမ်းပါတယ်ဆိုတဲ့ brand ကိုလည်းမာဗီလက်ကိုလုံးဝမရှင်းနိုင်ပဲနောက်ဆုံး10စက္ကန့်လိုမှာ မာဗလက်ဟာဒုံးကြီးတွေကိုတားဆီးနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်တခြားကိုကန်ကြားဖွဲ့ဝင်တွေလည်းရောက်ချလာပြီးခွေးကြီးခရူကာနဲ့အတူတူအားလုံးဟာငြင်းငြင်းရနေကြတာဖြစ်ပါတယ်ဒါပေမဲ့ကြံစီထားသမျှတွေပျက်စီးသွားခဲ့ရတဲ့ဘရန်ဒိုအတွက်တော့ ဒီလိုအဖြစ်အပျက်တွေကိုလုံးဝမကျေနပ်နိုင်ပဲခိုးကန်ကြရဲနဲ့တပွဲတလန်ထက်ဆန်းပါတယ်ခိုးကန်ကြရဲလည်းအသေးကောင်းလို့ပွဲတောင်းနေတဲ့ brand တို့ကိုဒီကရိန်ဂျာပြောင်းပြီးအလဲသိပ်ပစ်လိုက်တာပေါ့ဗျာဒါအောင်မြင်လိုက်ရတဲ့ခရူကာကတော့ Marvel တို့အဖွဲ့အတွင်းညီတိုက်ခိုက်ပုံတွေကိုချီးကျူးနေပြီးတစ်ဖက်ကရုပ်ဆိုးကောင်တွေကတော့သူတို့ရဲ့အစီအစဉ်ပျက်စီးသွားတာကြောင့်ဒေါသထွက်နေခဲ့ပါပြီဒီတော့လည်းပောက်တဲ့နဖူးမထူးဘူးဆိုပြီး brand တို့ကိုမိစ္ဆာကြီးကြီးဖြစ်အောင်တရေပြောင်းပစ်လိုက်ပါတယ်ဒီတော့ခိုးကန်ကြရဲလည်းသူတို့ရဲ့ခိုးကန်ဟိုကိုဆင့်ခေါ်လိုက်ပြီးအချိန်နေမဆွဲနေတော့ပဲအေယာမ brand တို့ကိုတိုက်ခိုက်လိုက်ပါတယ်သူတို့အနောက်ကိုခရူကာရောက် ာပြီးခိုးကန်ကြားတွေကိုအထူးစားတစ်ခုပေးလိုက်ပါတယ်ဒီအချိန်မှာပဲဒီကာရင်ဂျာရဲ့တော့အယောင်လေးလက်လာခဲ့ပြီးဒီစားအကြောင်းဒီကာခိုးကန်ကိုဖြစ်ပြောင်းလဲသွားခဲ့ပြီး ကပတိန်မာဗီလရဲ့ထိန်းချုပ်မှုနဲ့အတူတူဒီကာကိုကိုင်ဟာဘရန်ဒိုကိုအထည်နာအောင်စွန့်ဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ကိစ္စမပြတ်သေးတာကြောင့်ဘရန်ဒိုနဲ့ဒီကာကိုကိုင်ကြီးဟာအပြင်းထန်တိုက်ခိုက်လိုက်ကြပြီးနောက်ဆုံးမှာတော့ရွယ်စားနဲ့မလိုက်အောင်တွက်လက်လာတဲ့ဒီကာကိုကိုင်ကြီးနဲ့လှုပ်ရှားမှုတွေကြောင့်ဘရန်ဒိုလည်းရှုံးပစ်လိုက်ရပါတယ်။ဒီလိုနဲ့တက်ပွဲပြီးအောင်နိုင်သူကိုကိုင်ကြီးတွေဟာခရူဂါနဲ့အတူတူပြန်ထွက်လာခဲ့ပြီးသူတို့ကိုစောင့်နေတာကတော့ပန်းစည်းနဲ့ကြိုးစွဲမဟုတ်ပဲလက်ထိတ်နဲ့ရဲအုပ်စုဖြစ်နေပါတယ်။ ဒီချိန်လူတယောက်ယောက်လာပြီးခိုကန်ကြားတွေရဲ့ဓမြပြစ်မှုတွေဟာဇန်ကရက်တွေလုံးကျန်ဖန်တီးထားတာဖြစ်ကြောင်းပြောရင်သူရဲ့စွမ်းအားတွေကိုအလွဲသုံးစားလုံးခွင့်ပြုမှာမဟုတ်ကြောင်းမှအတည်ပြလိုက်ပါတယ်ဒီလိုနဲ့အဲ့ဒီလူဟာဒီကရ ेंजर ရက်ဖြစ်ကြောင်းပြောရင်ခိုကန်ကြားအပိုင်းကားလေးကလည်းဒီမှာပြီးဆုံးသွားခဲ့ပါတယ်